မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမလာ20ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ဝမ်းမြို့အခြေစိုက်ခမရ963တပ်ရင်းကိုအာရခတက်တော် AA ကပိမ့်ပိုက်လိုက်ပြီးတော့ခမရ962တပ်ရင်းထဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဆက်လက်ခုခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဒီသမလာ20ရက်နေ့မနက်အစောပိုင်းက ဂွားမျိုးအခြေဆိုင်ခမရ963တိုင်ရင်ကိုတိမ့်ပတ်လိုက်ခြင်းဖြစ်ပြီးတော့အဲ့ဒီစက္ကန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာခမရ962တိုင်ရင်နဲ့ကိုတွားရောက်ပြီးတော့ဆက်လက်ခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။ဂွားမျိုးခမရ963ကိုတိမ့်လိုက်ပါပြီ။ကျန်တဲ့ကောင်တွေကတော့ခမရ962မှာတွားပြီးတော့စုစည်းပြီးတော့ခုခံနေကြတယ်လို့အေအေရဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။ဂွားမျိုးထဲမှာစစ်ကောင်စီရဲ့ခမရ962နဲ့ခမရ963တိုင်ရင်တို့ရှိပြီးတော့ခမရ963တိုင်ရင်ကိုအရခတက်တော်အေအေကတိမ့်ပတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ခမရ963တိုင်ရင်ကိုတိမ့်ပတ်ရရှိ ပြီးတော့ဂွားမျိုးတဲကိုထိမ့်ချုပ်ထားတဲ့တရင်အပေါ်မှာတော့အေအေကတရားဝင်အတီးပြုထုတ်ပြန်ထားခြင်းမရှိသေးပါဘူးခမရ96နှစ်တရင်ဟာတန်တွဲကျိန်နလီဘက်ကလာရင်တွေ့ရတယ်ဂွားမျိုးအဝင်ကတရင်ဖြစ်ပြီးတော့ခမရ963တရင်ဟာရန်ကုန်အေယာဝတီဘက်ကလာရင်တွေ့ရတဲ့ရိုးတောင်အစင် ဂွားမျိုးအဝင်မှာတွေ့ရတယ်တိုက်ရင်းဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာဂွားမျိုးအတွင်အရခတက်တော် AA နဲ့စစ်ကောင်စီတက်တို့ဟာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးတော့ AA ကနောက်ဆုံးကြံရှိနေတဲ့ခမရ96နှစ်တိုက်ရင်းကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်ဂွားမျိုးဟာရခိုင်ပြည်တောင်ပိုင်းဒေသရဲ့အစုံမျိုးတစ်ခုဖြစ်ပြီးတော့ ARD တိုင်းဒေသနဲ့ထိစပ်နေတဲ့နယ်စပ်မျိုးတစ်မျိုးလည်းဖြစ်တယ်လို့သိရပါတယ်။ဂွားမျိုးမကြစေရေးအတွက်အာနာသိန်းစစ်ကောင်စီဟာ ARD တိုင်းဒေသက စစ်ကိုအများပြနဲ့ပင်လယ်ပြင်ကနေလာရောက်ပြီးတော့အေအေရဲ့ထိုးစစ်ကိုအပြင်းထန်ခုခံနေကြကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်စခန်းတိုင်းတိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းရေပြူမြို့နယ်ကံပေါက်ဒေသရေကန်တောင်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ microwave တပ်စခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်ရာဗိုလ်အဆင့်ရှိတဲ့သူတအုပ်အပါအဝင်6ဦးသေဆုံးပြီးတအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ18ရက်နေ့မနက်4:30မိနစ်အချိန်ကရေပြူမြို့နယ်ကံပေါက်ဒေသအတွင်းမှာရှိတဲ့ရေကန်တောင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီရဲ့ဆက်သွယ်ရေး microwave တပ်စခန်းကုန်းကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲပြီးတော့မြေပြင်ကနေဝင်ရောက်တိုက်ခိုက်ရာအပြန် လန်ပြစ်ခတ်မှုတိုက်ပွဲတနအီကန့်ကြောင်းဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကဗိုလ်အဆင့်ရှိသူတအုပ်အပါအဝင်6ဦးသေဆုံးပြီးတော့တအုပ်ကိုအရှင်ဖမ်းဆီးရမိကကျန်တဲ့အကြမ်းဖက်စစ်သားများဟာဒဏ်ရာများနဲ့ထွက်ပြေးသွားတယ်လို့သိရပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်စခန်းဘားတိုက် အဆောင်များကိုမိရှုဖြတ်စည်းပြီးတော့မနက်6:30မိနစ်အချိန်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့များအထူးကိမရှိဘဲနဲ့အောင်မြင်စွာစုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများအုံပြုတဲ့ MA1 အမျိုးအစားတပ်နက်3လက်ကပ္ပစထုတ် 5.56G 958တောင်း60မမကွန်မန်ဒိုစိန်ပြောင်းတက်လက်60မမဘုံဒီဆက်တလုံး40မမဘုံဒီ36လုံးရှေ့ရွံမိုင်း3လုံးကြည်ပေါင်းများနဲ့ကွန်ပျူတာတစ်လုံးတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲအကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ203တိုင်ရင်ရဲ့ဗဟိုကင်းကို လည်း drone နဲ့ဘုံကျဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးသွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာတက်ရင်ဒဝဲပြည်သူ့လွတ်မြောက်ရေးတပ် TPLF ဒဝဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPDF ရေပြူပကဖနဲ့တာဂရစစ်ကြောင်းတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အလားတူပဲရေမြုံနယ်မြောက်ပိုင်းအမှတ်၈ပြည်တော်စုလမ်းမကြီးပေါ်မှာရှိတဲ့လမ်းမကြီးကနေကနေကမော့လမ်း ကွန်ကြိုက်ကျေးရွာမှာတပ်ဆွဲထားတဲ့အချမ်းပတ်စစ်ကောင်စီရဲ့တပ်ဆက်ခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်ကောင်စီတပ်ကဗိုလ်ကြီးအဆင့်ရှိသူတအုပ်အပါအဝင်၄ဦးတိမ်ဆုံခဲ့ကြောင်းဒေါ်လာစစ်ကြောင်းကတာဝန်ရှိသူကဆက်လက်ပြောဆိုထားပါရယ်ဒီဇမလ18ရက်နေ့မနက်6နာရီခန့်ကပြည်သူ့ကာကွယ်တပ်မတော်ဗျူဟာ33နဲမြေအတွင်းမှာရှိတဲ့ရေးမြို့နယ်မြောက်ပိုင်းအမတ်ရှိပြည်တော်စုလမ်းမပေါ်မှာရှိတဲ့လမ်းမိုင်းကနေကနေကမော့လမ်းပိုင်း ကွန်ကြိုက်ခြေရွာမှာတက်ဆွဲထားတဲ့စစ်ကောင်းစီရဲ့တပ်ဆက်ခန်းကိုတော်လိုင်းပူပေါင်းတပ်များကဝင်ရောက်ပြီးတော့တိုက်ခတ်ခဲ့ရာမနက်8:42မိနစ်မှာအပိသက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစခန်းသိမ့်တိုက်ပွဲအတွက်မှာအကြမ်းဖက်စစ်ကောင်းစီတပ်ရဲ့ခမရ98ခွန်တပ်ရင်းကဗိုလ်ကြီးအဆင့်ရှိသူတအုပ်အပါအဝင်၄ဦးတိတ်ဆုံးပြီးတော့9ဦးထိခိုက်ဒဏ်ရာရရှိကလက်နက်ခဲယမ်းတချို့ကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ။ပြည်သူ့ကာကွယ်တပ်မတော်ဒေါနာတပ်ရင်းကရဲဘော်တအုပ်နဲ့မွန်ပြည်သက်ပါတီအာနာရှင်တိုက်ဖြတ်ရေး NMSP AD ကရဲဘော်တအုပ်မြင့်မြတ်စွာကြာဆုံးခဲ့ရပြီ နော်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်၎င်းတက်ခတ်မှုကိုပြည်သူ့ကာကွယ်တပ်မတော်ဒေါနာတိုက်ရင်မွန်ပြည်တော်လှန်ရေးတပ် MSRF မွန်ပြည်သစ်ပါတီအာဏာရှင်တိုက်ဖြတ်ရေး NMSB AD ကရင်လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ရေးပကဖတို့ကပူးပေါင်းပြီးတော့တိုက်ခတ်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်နယ်မန်စီမြို့တို့မှာ KI ဥဆောင်တဲ့တော်လိုင်းတပ်များနဲ့စစ်ကောင်စီတပ်များကြားမှာ16ရက်တာတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတော့စစ်ကောင်စီဘက်ကစစ်တုံးမန်းများကိုဖမ်းဆီးရရှိကာလက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီသမားလာ၄ရက်နေမနက်၅နာရီကစတင်ပြီးတော့ဗမော်မြို့မန်စီမြို့တို့ကိုတိမ့်ပိုင်နိုင်ရေးအတွက် KIA မဟာမိတ်ပူးပေါင်းတပ်များကထိုးစစ်ဆင်ခဲ့တယ်လို့သိရပါတယ်။ဒီနေ့ဒီသမားလာ၂၀ရက်နေ့အထိ၁၆ရက်တာဗမော်မြို့နယ်မန်စီမြို့တို့ရဲ့တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကဗမော်မြို့ကိုပြန်လည်ထိန်းချုပ်နိုင်တယ်ဆိုတဲ့သတင်းများဟာမှန်ကန်မှုမရှိဘဲတိုက်ပွဲများဆက်လက်ဖြစ်ပွားနေကတော်လိုင်းတပ်များကစစ်တုံးဗန်းများကိုဖမ်းဆီးရရှိခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုလည်းတိမ့်စီရရှိခဲ့တယ်လို့သတင်းပေးထားပါတယ်။မနေ့ကလည်းမန် စီနဲ့ဗမော်၃မိုင်နဲ့၅မိုင်ပတ်လေဗမော်တက္ကသိုလ်ဘက်မှာတိုက်ပွဲတွေတော်တော်ပြင်းထန်ခဲ့ပါတယ်စစ်တပ်ကလေကြောင်းပစ်ကူ၅ချိန်ရှိပါတယ်စစ်ခွေးအရှင်ဖမ်းမိတာလက်နက်ခဲယံတင်းစီရမိတာတွေရှိပါတယ်လို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဒါအပြင် KIA ဥဆောင်တဲ့တော်လိုင်းတပ်များကမန်စီမြို့မှာရှိတဲ့ကြံရှိနေသေးတဲ့ခမရ319ခမရ601နဲ့အမှတ်953အမြောက်တပ်ရင်းဌာနချုပ်၃ခုကိုလည်းကြပြိုင်နက်ထဲဝိုင်းဝန်းပြီးတော့ပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ချမ်းမြသာစီမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ဆရာဝန်အချင်းချင်းပြန်ပေးဆွဲတက်ဖြတ်အလောင်းဖြောင်းဖြတ်မှုနဲ့ပတ်သက်ပြီးတော့ကျူးလွန်သူဆရာဝန်နဲ့ပူးပေါင်းပါဝင်သူတအုပ်တို့ကိုဒီဇင်ဘာလ19ရက်နေ့ကဖမ်းမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ18ရက်နေ့မနက်ပိုင်းကမန္တလေးမြို့ချမ်းမြသာစီမြို့နယ်အောင်တရာရက်ကွက်တရတလန်း55လမ်းနဲ့56လမ်းကြားက ပုပ်ပလိကစေယုံတစ်ခုရဲ့ပိုင်ရှင်ဒေါက်တာအောင်မြင့်မြတ်ထွန်း33နှစ်ကိုချမ်းမြသာစီမျိုးနယ်ကံတော်ကြီးမီးပွင့်အနီးမှာဆေးကမ်းဖွင့်ထားတယ်။အတိမိတ်ဆွေဆရာဝန်ဒေါက်တာအောင်စင်ဖြိုးကသူ့ရဲ့ဆေးကမ်းမှာရှိတဲ့လူနာကိုလာရောက်ကုသပေးဖို့ပင့်ဖိတ်ကပြန်ပေးဆွဲတက်ဖြတ်အလောင်းဖြောက်ခဲ့တာလို့ပြောဆိုထားပါတယ်။ဒေါက်တာအောင်မြင့်မြတ်ထွန်းဟာဒီသမားလာ18ရက်နေ့မနက်9:00နာရီမှာဆေးကုသဖို့ကိုပိုင်ကားနဲ့ထွက်သွားရကနေအဆက်အသွယ်မရတော့ဘဲနေ့လယ်12:00နာရီမှာမိသားစုထံကိုဖုန်းဆက်ပြီး ဒေါက်တာအောင်မြင့်မြတ်ထွန်းကိုပြန်ပြီးဆွဲထားကြောင်းနဲ့အသက်ရှင်ရက်နဲ့ပြန်လိုချင်ပါကငွေကျပ်3000နဲ့လာရောက်ရွေးယူဖို့ပြောဆိုခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မွန်လွဲ3နာရီအချိန်မှာငွေကျပ်3000ကိုမန္တလေးမြို့မဟာမုဏိဖရာကြီးအနီးမှာလာရောက်ပေးဆောင်ပေးဖို့ချိန်ဆိုလို့မိသားစုကငွေကျပ်3000နဲ့တွားရောက်ခဲ့ရာအိုးဝေသမားတွေကနေတဆင်ပြီးတဆက်လက်လွဲရယူခဲ့ပြီးပြန်ပေးဆွဲထားတဲ့ဆရာဝန်ကိုတော့နောက်ရက်မှာပြန်ပို့ပေးမယ်လို့ပြောဆိုခဲ့ကြောင်း စစ်ကောင်စီအုပ်စုရဲ့ရဲမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။အဲ့ဒီလိုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒေါက်တာအောင်မြင့်မြတ်ထွန်းရဲ့မိသားစုတွေကရဲစခန်းမှာအမှုဖွင့်လို့စစ်ကောင်စီအုပ်စုကငွေပေးခဲ့ရတဲ့မီနီအိုးဝေကနေတဆင့် CCTV မှတ်တမ်းတွေအပါအဝင်ဖြစ်စဉ်ကိုစုံစမ်းခဲ့ရမှာပြန်ပေးဆွဲကျူးလွန်သူဒေါက်တာအောင်စင်ဖြိုးကိုဒီသမားလ17ရက်နေ့မနက်ပိုင်းမှာဖမ်းမိခဲ့ပြီးတော့ အတူကျွလုံသူကိုဒီဇင်ဘာလ16ရက်နေ့မှာထမှန်ဖမ်းမိခဲ့တယ်လို့စစ်ကောင်စီအုပ်စုကပြောဆိုထားပါတယ်။ဒေါက်တာအောင်စင်ဖြိုးဟာဒေါက်တာအောင်မြင့်မြတ်ထွန်းကိုသူ့ရဲ့ဆေးကန်းကလူနာကိုဆေးလာကုပေးဖို့လိန်လေခေါ်ယူပြီးတဲ့နောက်ဆေးကန်းအကူအမျိုးသားနဲ့အတူဝိုင်းချုပ်ဖို့စ조사တဲ့အချိန်မှာအော်ဟဲ့ရုံးကန်လို့ဗဇက်တွေကိုပိတ်ပြီးတော့ခြုံတောင်ဖို့စ조사ရင်းနဲ့တေဆုံးသွားတယ်လို့ကန်တာဦးထွက်ဆိုထားပြီးတော့ဒဏ်ရာတွေနဲ့ပတ်သက်ပြီးတော့လဲစစ်ဆေးနေစေဖြစ်တယ်လို့စစ်ကောင်စီအုပ်စုကပြောဆိုထားပါတယ်။ ဒါအပြင်ဒေါက်တာအောင်စင်ဖြိုးဟာဒေါက်တာအောင်မြင့်မြတ်ထွန်းတေဆုံးပြီးတဲ့အချိန်ကြမှာမိသားစုထံကနေငွေကျပ်3000တောင်းယူပြီးတော့ကားဝယ်တာတွေ KTV သွားတာတွေကိုလှုပ်ဆောင်ခဲ့ပြီးတော့နောက်ရက်ဒီဇင်ဘာလ16ရက်နေ့မှာအလောင်းကို88လမ်းချမ်းမြသားစီလေရင်ခွင်းဟောင်းနဲ့စိုက်ကဲလမ်းကြောင်းမှာဆုံးပြစ်ခဲ့တာလို့ဖမ်းမိတဲ့အချိန်မှာထွက်ဆိုခဲ့တာကြောင့်အလောင်းကိုပြန်တွေ့ရတာလို့လဲစစ်ကောင်စီအုပ်စုကပြောဆိုထားပါတယ်။ အဲ့ဒီလိုဆရာဝန်ချင်းချင်းပြန်ပေးဆွဲတက်ဖြတ်အလောင်းဖြောက်တဲ့ဖြစ်စဉ်ကို CCTV မှတ်တမ်းတွေကနေတဆင့်စစ်ကောင်စီအုပ်စုကဖော်ထုတ်နိုင်ခဲ့တာလို့လဲသတင်းပြန်ထားပါတယ်။ရန်ညိုးရန်စမရှိဘဲနဲ့မနာလိုလို့ပြန်ပေးဆွဲတက်ဖြတ်တာလို့ကန္တာဦးထွက်ဆိုထားတယ်လို့ကြားသိရကြောင်းတေဆုံးသူဆရာဝန်နဲ့နီးစပ်တဲ့သူတို့ကပြန်လည်ပြောပြခဲ့ပါတယ်။ရရဆက်ဆက်အသက်ခံရတာပါမနာလိုလို့တတ်တာတဲ့တတ်တဲ့ဆရာဝန်ကရိုးရိုးဆရာမပေါ့စေကန်တော့ဖွင့်ထားတယ်။တေဆုံးတာကခွဲစိတ်ဆရာဝန်လေး အခုစစ်ဆေးတော့စေယုံစေကန်းနေပိုင်တော့မနာလိုဘူးလို့ပြောတယ်လို့တင်ဆောင်တဲ့ဆရာဝန်နဲ့နီးစပ်သူတို့ကပြန်လည်ပြောပြထားပါတယ်အလောင်းကိုဒီဇမလ19ရက်နေ့မနက်၄နာရီမှာရေမြောင်းအတွင်းကနေပြန်တွေ့ရပြီးတော့အလောင်းကပုတ်ပွားနေပြီဖြစ်တယ်လို့ဒဏ်ရာဒဏ်ချက်တွေလည်းတွေ့ရတယ်လို့နီးစပ်တဲ့သူတွေကပြောဆိုထားပါတယ်ဗဇက်သေးကိုလည်းအဝိစာတွေထည့်ထားတယ်တဲ့အလောင်းကလက်ပြန်ကြိုးတုပ်ဓာတ်ဒဏ်ရာရောနှိပ်စက်ဒဏ်ရာရောရှိတယ်ဗဇက်ကလည်းဓာတ်နဲ့ဖျဲထားတာလက်တွေလည်းကျိုးနေတယ်ရင်ဘတ်နှလုံးနေရာတဲ့တဲ့ကဓာတ်နဲ့ထိုးထားတယ်တဲ့ ဝင်ကြည့်ခွင့်ရတဲ့ဆရာဝန်ကပြန်ပြီးတော့ပြောပြတာတွေးတဲ့အချိန်မှာအလောင်းကပုတ်ပွနေပြီပေါ့တကြိုတာတောင်မှအိတ်ထဲထည့်ပြီးတကြိုခဲ့ရတာလို့နီးစပ်သူတို့ကပြန်လည်ပြတ်ပတ်ခဲ့ပါတယ်ဆရာဝန်ပြောင်းဆုံးတာနဲ့ပတ်သက်ပြီးတော့ဇနီးဖြစ်သူကဖုန်းကနေတဆင့်ခြေရာခံစုံစမ်းရာကနေအဲ့ဒီကန်တော်ကြီးမီးပွိုင်အနီးကစေကန်းတစ်ခုမှဖုန်းကိုတွေးရှိခဲ့တာကြောင့်စေကောင်စီအုပ်စုကဝေရောက်ဖမ်းဆီးခဲ့တာလို့နီးစပ်သူတချို့ကပြောဆိုနေပြီပဲစေကောင်စီအုပ်စုကတော့ CCTV တွေကနေတဆင့်ခြေရာခံဖမ်းမိတာလို့သတင်းပြန့်ထားပါတယ်ဆရာကိုတတ်ပြီးတော့မှငွေတောင်းတဲ့သဘောပါ ကျူးလွန်တဲ့ဆရာဝန်ကအိုးဝေတစည်းလွှတ်လိုက်မယ်အဲ့ဒီ18ရက်နေ့က3နိုင်မထိုးခင်ငွေသိန်း3000ထုတ်ပေးလိုက်ပါတယ်ဘသူမှမလိုက်ခဲနဲ့လိုက်လာရင်အသေးပဲဆိုလို့ ိုးဝင်မှာငွေထက်ပေးလိုက်ရတယ်ဒါပေမဲ့လူကိုတော့မလွတ်ပေးလိုက်ဘူးဆရာကတေးနေပြီးသားကိုညာပြီးတော့ပတ်စံတောင်းတာဆရာတေးတာနဲ့ပတ်စံတောင်းတာနဲ့ကြပြိုင်နဲ့ထဲဖြစ်နေတာလို့နိစသူတို့ကပြောပြခဲ့ပါတယ်တေဆုံးသူဆရာဝန်ကရခင်ကမန္တလေးမြို့ဘဟုအမျိုးသမီးစေယုံကြီးကတားဖွားမိရဲ့အထုခုဆရာဝန်ဖြစ်ကလက်ရှိမှာပုဂ္ဂလိကစေယုံတစ်ခုကိုဖွင့်လှစ်ထားပြီးတော့မိသားစုဝင်တွေဟာလဲဆရာဝန်တွေဖြစ်တယ်လို့နိစသူတွေကပြန်လည်ပြောပြထားပါတယ်ဆရာကအရန်ကိုသဘောကောင်းတာတချို့ပတ်စံမရှိတဲ့လူနာတွေကိုလည်း အလကားအခမဲ့ကုပေးတယ်လို့နိစသူတို့ကပြောပါတယ်။တေဆုံးသူဆရာဝန်ဟာပညာတော်ပြီးတော့သဘောကောင်းကြောင်းမိတ်ဆွေတွေနဲ့လုပ်ဖို့ကံပတ်တွေကလူမှုကွန်ရက်ပေါ်မှာပေါ်ပြနေကြပါတယ်။စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာမန္တလေးမှာစစ်အုပ်စုနဲ့ပြူစောတီတွေကြီးစိုးတောင်းကျမ်းနေပြီးတော့မန္တလေးမှာပြန်ပေးဆွဲငွေညှစ်မှုလူရက်မှု တပ်ဖြတ်မှုတွေလည်းမကြာခဏဖြစ်ပွားနေတယ်လို့သိရပါတယ်လက်ရှိမှာစစ်ကောင်စီအုပ်စုလက်အောက်ခံပြူစောထီးနဲ့ရက်ကြီးအုပ်ချုပ်ရေးမှုတွေကလူငယ်လူရွယ်တွေကိုပြန်ပေးဆွဲငွေညှစ်တာပေါ်တာဆွဲစစ်သားတွေစူဆောင်းတာတွေကိုလုပ်နေတယ်လို့ပြီးခဲ့တဲ့လတွေအတွင်းမှာစစ်ကောင်စီအုပ်စုလက်အောက်ခံတွေးတောက်အဖွဲ့တွေကစစ်အာဏာသိမ်းမှုစန့်ကျင်သူတွေကိုဖမ်းဆီးပြန်ပေးဆွဲတပ်ဖြတ်တာတွေလည်းကျူးလွန်ခဲ့ကြောင်းတင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့စိုက်ကစားအားစားကွင်းမှာပြုလုပ်မယ်နှစ်တက်ကူညာ ဖျော်ပြပွဲဖြစ်တဲ့ရန်ကုန် Countdown Festival YC Festival ကိုစစ်ကောင်စီက အဆိုတော်လုပ်ငန်းရှင်အဝိုင်းကိုဥဆောင်ပြီးတော့စီစဉ်ခိုင်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမလာ30ရက်နေနဲ့31ရက်နေ့၂ရက်တိတိကြိုက်စံအားကစားကွင်းမှာပြုလုပ်မယ်။ New Year Countdown ပွဲ YC Festival ဟာအကြမ်းစစ်တပ်ကနေပြီးတော့ Trony အဝိုင်းနဲ့အပေါင်းအပါတို့ကိုစီစဉ်ခိုင်းထားတဲ့ပွဲဖြစ်တယ်လို့အဲ့ဒီဖြောပြေပွဲအကြောင်းကိုသိရှိထားသူတအူးကသတင်းပေးဖို့ပြောကြားထားပါတယ်။ YC Festival ပွဲကိုဒီသမလာဇန်ပိုင်းမှာ Facebook page တခုတီးတက်လုပ်ပြီးတော့စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီသမလာ30ရက်နေ့မှာ EDM Festival အနေနဲ့ Netherlands နိုင်ငံသား DJ Yellow Claw ရဲ့ ဖျော်ဖြေမှုကိုပြုလုပ်မှာဖြစ်ပြီးတော့ဒီဇင်ဘာလ31ရက်နေ့မှာအဆိုတော်ဖြိုးလေးနဲ့နေဝင်းတို့ကဖျော်ဖြေမယ်လို့ကြေညာထားကြောင်းတွေ့ရှိရပါတယ်။အဲ့ဒီပွဲကိုစီစဉ်နေအဆိုတော်အာဘွိုင်းဟာစစ်ကောင်စီကိုလေယံစီများပံ့ပိုးနေတဲ့အတွက်ကြောင့်ဗြိတိန်အစိုးရကအရေးယူတန်ခတ်ပိတ်ဆို့ထားတဲ့ Swan Energy Company ပိုင်ရှင်ဦးစိန်ဝမ်းရဲ့တားဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အာဘွိုင်းဟာစစ်ကောင်စီနဲ့နှိစက်တဲ့စီးပွားရေးလုပ်ငန်းရှင်များကိုလက်နက်များဝယ်ယူပေးနေတဲ့သူတအုပ်ဖြစ်တယ်လို့၎င်းနဲ့နှိစက်သူတအုပ်ကသတင်းပေးဖို့ပြောကြားထားပါတယ်။အဲ့ဒီဖျော်ဖြေပွဲကျင်းပတဲ့အဖွဲ့ ီးနဲ့ပတ်သက်ပြီးတော့တီးတန့်ကြီးညာထားခြင်းမရှိပဲအခြားပွဲတွေလိုမျိုးပဲပံ့ပိုးပေးတဲ့ကုမ္ပဏီရဲ့နာမည်များကိုလည်းဖဲ့သွင်းကြီးညာခြင်းမရှိဘူးလို့သိရပါတယ်လက်မှတ်ဈေးနှုန်းများကိုလည်းနှစ်ရက်စာအတွက်ပုံမှန်လက်မှတ်အတွက်3000ကျပ်နဲ့ VIP လက်မှတ်အတွက်6000ကျပ်တက်မှတ်ကရောင်းချနေတယ်လို့သိရပါတယ်အဲ့ဒီပွဲလက်မှတ်ဈေးနှုန်းများဟာယနေ့ခေတ်ကုန်ဈေးနှုန်းများနဲ့နှိုင်းယှဉ်ပါကပြည်တွင်းအစိုးရများရဲ့ဖြောပြပွဲဈေးနှုန်းထက်တောင်မှပိုပြီးတော့တက်တာနေတာကိုတွေ့ရပါတယ်ရွေးကောက်ခံအရက်သားအစိုးရလက်ထက်မှာနှစ်တက်ကူပွဲတော်များကို ကြိုက်ကစားအားကစားကွင်းမှာနာမည်ကြီးအစိုးတော်များရဲ့ဖျော်ဖြေမှုအစီအစဉ်များနဲ့အတူအခမဲ့စီကားစွာကျင်းပပေးလေရှိတယ်လို့သိရပါဗျ။နိုင်ငံတော်ဝန်မှာတော်လိုင်းတပ်များရဲ့ထိုးစစ်ဆေးတိုက်ခိုက်မှုများကြောင့်ဒေသအများစုမှာစစ်ရှုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာနိုင်ငံဟာပုံမှန်အခြေအနေရှိတာကိုပြသရန်ပြည်သူများကိုတော်လှန်ရေးမှာစိတ်ဝင်စားခြင်းမရှိဘဲအာယုံလွှဲပြောင်းရန်ရာသီအလိုက်ပွဲတော်များအာကစားပြိုင်ပွဲများပွဲလမ်းတပင်များကိုပုံမိုပြီးတော့ပြုလုပ်နေတာကိုတွေ့ရပါတယ်ရခိုင်ပြည်နယ်မောင်နှုံးမြို့နယ်တို့မှာအ धिक နေကြားဆောင်ရဲစခန်းဌာနချုပ်လည်းဖြစ်ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာအကြီးဆုံးစခန်းဖြစ်တဲ့နာခါခါငါးကိုအရခတ်တက်တော် AA ကသိမ်းပိုက်လိုက်ပြီးတော့အန်နာပခဌာနချုပ်ကိုပါသိမ်းပိုက်ရန်ထိုးစစ်ဆင်နေတဲ့အချိန်အာနာသိန်းစစ်ခေါင်းဆောင်နဲ့ သူ့ရဲ့ဇနီးတို့ဟာနေပြည်တော်မှာအမျိုးသားအားကစားပွဲတော်ကိုဖွင့်ပွဲတက်ရောက်နေတဲ့အတော့စစ်တပ်အတိုင်းဝိုင်းများကြားမှာပြင်းထန်စွာဝေဖန်ခြင်းခံနေရတယ်လို့သိရပါတယ်။ပြည်သူလူထုရဲ့ကြားမှာတော့နခခငါကစစ်သားများကအလံဖြူထောင်လက်နက်ချနေတဲ့ပုံနဲ့အာနာသိန်းစစ်ခေါင်းဆောင်ဇနီးမောင်နှံကအမျိုးသားအားကစားပွဲတော်ဖွင့်ပွဲကိုအလံဝေရမ်းနေတဲ့ပုံတော့ကိုရှင်တွဲပြီးတော့ရဲမောစရာဟာတဖြစ်နေတယ်လို့သိရပါတယ်။စစ်ကောင်စီအုပ်စုကအာဓမစစ်သားတဲ့စူဆောင်ချင်းပေါ်တာဆွဲချင်းများကိုစစ်ကောင်စီထိန်းချုပ်ထားတဲ့ဒေတာများမှာပုံမှန်ပြုတ်လုံနေတော်လဲ၎င်းတို့ပြုတ်လုံတဲ့ ့ပျော်ပွဲရှင်ပွဲများကိုတော့ပြည်သူအများအပြားလာရောက်စေဖို့အတွက်စစ်သားတဲ့စူးစမ်းခြင်းနဲ့ပေါ်တာဆွဲခြင်းများကိုပြုလုပ်ခြင်းမရှိကြောင်းတရေရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းအတွင်းကို AA များဝင်ရောက်တိုက်ခိုက်မှာကိုအကြမ်းဖက်စစ်တပ်ကစိုးရိမ်နေပြီးတော့အင်ကဘူမျိုးနယ်မှာရက်ကွက်လုံခြုံရေးအဖွဲ့များဖွဲ့စည်းရန်အရေးပေါ်အစည်းအဝေးများကိုချိန်ချောက်ခေါ်ယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ19ရက်နေ့မွန်းလွဲတနအိကန်အချိန်မှာအင်ကဘူမျိုးနယ်အတွင်း AA များဝင်ရောက်တိုက်ခိုက်မှာကိုအကြမ်းဖက်စစ်တပ်ကစိုးရိမ်နေပြီးတော့မဲဇလီကုန်းမြို့ရက်ကွက်1နှစ်34အတွင်းမှာရှိတဲ့အသက်35နှစ်နဲ့အထက်ပြည်သူများကိုရက်ကွက်လုံခြုံရေးအဖွဲ့ဖွဲ့စည်းရန်အတွက်ဆိုပြီးတော့အုတ်ချုပ်ရေးမှူးများက အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအစည်းအဝေးကိုဘိုးအောင်ကျော်ခန်းမောင်မှာပြုလုပ်ခဲ့ပြီးတော့ရက်ွက်လုံးချုံရဲအတွက်လူဦးရေအယောက်90ခန့်ပေးရမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။လက်နက်မဲ့တင်တန်းနှစ်ပတ်တက်ရောက်ရမှာဖြစ်ပြီးတော့တနေ့ကို6800ကျပ်ပေးမှာဖြစ်တယ်လို့သိရပါဗျ။ဒါ့အပြင်တင်တန်းဆင်းလာတဲ့သူတွေကိုလည်းအပြာနုရောင်ဝတ်စုံထုတ်ပေးပြီးတော့ အစင်းစစ်ဆေးခြင်းလူကြီးလမ်းကြောင်းများမှာလုံခြုံရေးဆောင်ပေးခြင်း၎င်းတို့ကခေါ်ဆောင်လို့ရှိရင်လက်ထိတ်နဲ့ဒုံများကိုပေးမှဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဒါအပြင်မြို့ပေါ်ရက်ွက်များအတွင်းမှာလူစိမ်းများဝင်ရောက်ခြင်းဧည့်သည်ရောက်ရှိခြင်းများရှိပါကအုပ်ချုပ်ရေးပိုင်းကိုချက်ချင်းသတင်းပေးပို့ပေးခြင်းများကိုလည်းလှုံ့ဆော်ရမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။တင်တန်းဆင်းလာတဲ့သူတွေကိုလက်နက်မပေးဘဲနဲ့သတင်းပေးပုံစံမျိုးသာလှုပ်ခိုင်းမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ CA သတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ